မင်္ဂလာပါရှင်မန္တလေးခေတ်ကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်ပထမအဆုံးတစ်ပုတ်အနေနဲ့ ဒေါက်တာခင်မောင်လင်းကို NUG ကျန်းမာရေးဒုတိယဝန်ကြီးဖြစ်ခန့်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီကိုအာဏာဖီဆန်ပြီးလူထုကိုကျန်းမာရေးဆောင်ရှောက်မှုပေးနေတဲ့မန္တလေးစစ်တပ်ကတို့ပါမခကျုံအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထုခုဆရာဝန်ကြီးဒေါက်တာခင်မောင်လင်းကို အမျိုးသားညီညွတ်ရေးအစိုးရကကျန်းမာရေးဒုတိယဝန်ကြီးဖြစ်ခန့်လိုက်ပါတယ်။ Federal Democracy ပြည်ညင်ရာပါမခဒေါက်တာခင်မောင်လင်းကိုအမျိုးသားညီညွတ်ရေးအစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးဖြစ်ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ပြည်ထောင်စုလွှတ်တော်ကိုစား ပြုကော်မတီ CRPH ကမေလ16ရက်နေ့ညမှာကြေညာပါတယ်။ဒေါက်တာခင်မောင်လွင်က1989ခုနှစ်မှာရန်ကုန်စေတက္ကသိုလ်တင်မှာ MBBS ဘွယ်ကိုရရှိခဲ့ပြီး1992ခုနှစ်မှာရန်ကုန်ပြည်သူ့စေယုံကြီးအုံနောက်နှင့်အာယုံကျော်ခွဲစိတ်အထုကူဌာနလက်ထောက်ဆရာဝန်1998ခုနှစ်မှာစေပညာမဟာသိပ်ပံခွဲစိတ်ကုသပညာဘွယ်ရရှိခဲ့ပါတယ်။ ၂၀၀၀ပြည့်နှစ်မှာမန္တလေးအထွေထွေယောဂကုသရုံကြီးကိုအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထုကုဇာဝင်ကြီးဖြင့်ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပြီး၂၀၀၆ခုနှစ်မှာမန္တလေးအထွေထွေယောဂကုသရုံကြီးမှာအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထုကုဇာဝင်ကြီးဖြင့်ရှာလူတိုးခဲ့ပါတယ်။၂၀၀၈ခုနှစ်မှာမန္တလေးအထွေထွေယောဂကုသရုံကြီးမှာတွဲဘက်ပါမောက်ကအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထုကုဇာဝင်ကြီးဖြင့်ရှာလူတိုးပြီး၂၀၁၀ပြည့်နှစ်မှာမန္တလေးအထွေထွေယောဂကုသရုံကြီးရဲ့ပါမောက်ကဌာနမှအုံနောက်နဲ့အာယုံကျော်ခွဲစိတ်ထု ကိုဆီယံဝန်ကြီးဖြစ်လာခဲ့ပါတယ်။ 2015ခုနှစ်မှာမန္တလေးစေတက္ကသိုလ်မှာပါမောက်ခကျောင်းရာထူးနဲ့ပြောင်းရွှေ့တာဝန်ထမ်းဆောင်ခဲ့ပါတယ်။2019 COVID-19 ရောဂါတိုက်ဖျက်ရေးကာလမှာ ARI Foundation ရဲ့ကိုဗစ်ကုသရေးစင်တာတာဝန်ခံဆရာဝန်ကြီးဖြစ်တာဝန်ထမ်းဆောင်ခဲ့ပါတယ်။2021ခုနှစ်ဖေဖော်ဝါရီလတရနေ့မှာစေတက္ကအာနာသိမ့်ပြီးနောက်ဖေဖော်ဝါရီလ10ရက်နေ့မှာစေတက္ကသိုလ်မန္တလေးကို CDN တက္ကသိုလ်ဖြစ်ကြီးညာခဲ့တယ်။ဖေဖော်ဝါရီလ17ရက်နေ့ညမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေကပါမောက်ခကျောင်းနေအင်ချန်ဝင်းအတွင်ဖမ်းဆီးဖို့စူးစမ်းခဲ့တယ်။အဲ့ဒီချိန်က စားပြီးတင်ဆောင်ခဲ့ပြီးလွတ်မြောက်နေမြေမှာ NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့တာဝန်တွေကိုထမ်းဆောင်ခဲ့သူဖြစ်ပါတယ်။အခုအခါ NUG အစိုးရကျန်းမာရေးဝန်ကြီးဌာနရဲ့ဒုတိယဝန်ကြီးအဖြစ်ခန့်အပ်တာဝန်ပေးခြင်းခံရတာဖြစ်ပါတယ်။ကျန်းမာရေးဒုတိယဝန်ကြီးအဖြစ်ခန့်အပ်လိုက်ကြပြည်တော်စုလွတ်တော် ကိုစားပြုကော်မတီ CRPH ရဲ့ကြီးညာချက်ကိုဒေါက်တာခင်မောင်လွင်ကလူမှုကွန်ရက်မှာပြန်လည်မျှဝေထားပြီးတာဝန်များကိုပုံမူထမ်းဆောင်ခြင်းစစ်အာဏာတော်လှန်ရေးကိုအဆုံးအစွန်ဒီတိုက်ပွဲဝင်သွားမယ်လို့အတည်ပြုထားပါတယ်။ NUG ကျန်းမာရေးဝန်ကြီး ကြီးဌာနပြည်ထောင်စုဝန်ကြီးကစေတက္ကသိုလ်တင်ရန်ကုန်ရဲ့ပမောက္ခချုပ်အယူအကျော်ဆိုင်ရာခွဲစိတ်ထုကိုဆရာဝန်ဒေါက်တာစောဝေစိုးဖြစ်ပါတယ်။ဒေါက်တာစောဝေစိုးနဲ့ဒေါက်တာခင်မောင်လွင်ကစစ်အာဏာရှင်တော်လှန်ရေးမှာအလွန်တက်ကြွပြီးလူထုထောက်ခံမှုအပြည့်အဝရရှိထားတဲ့ဆရာဝန်နှစ်ဦးဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်တစ်ပုတ်အနည်းနဲ့ကရင်ဥက္ကဋ္ဌဟောင်းကွယ်လွန်မှုဝန်နေကြောင်း TNL တဝန်လာပို့တဲ့အကြောင်းတင်ဆက်ပေးပါမယ်။ ကချင်နဲ့တောင်လူလူအကြငင်းချမ်းစွာအတူရှင်တွဲနေထိုင်ရင်းဆောင်ရွက်ခဲ့သူတွေလို့ဖော်ပြထားပါတယ်။ကချင်လွတ်လပ်ရေးဖွဲ့ကရင်ဥက္ကဋ္ဌအောင်ဦးဆောင်ဟရကွယ်လွန်ခြင်းပေါ်ဝန်နေကြောင်းတောင်တက်မတော် PSLF DNL ကတဝန်လာ ပေးပို့ခဲ့ပါတယ်။အသက်89နှစ်ရွယ်ဦးဆောင်ဟရကမေလ15ရက်နေ့မှာကွယ်လွန်ခဲ့ပြီးမဟာမိတ်တော်လိုင်းတက်တွေကဝန်နေကြောင်းတဝန်လာ ပေးပို့ခဲ့ရလက်တလောကရင်ဥကရင်နဲ့မြေပြင်ပြဿနာအချို့ဖြစ်နေတဲ့ DNL ကလည်းမဟာမိတ်ကရင်ဥနဲ့ဥက္ကဋ္ဌရဲ့မိသားစုဝင်တွေနဲ့အတူဝန်နေရတယ်လို့ ော်ပြခဲ့ပါတယ်။ဥက္ကဋ္ဌရဲ့ဦးဆောင်ဟရာကကချင်လူမျိုးများအတွက်ပေးဆက်မှုဖြင့်သာအလုံးလုံးခဲ့သူတအုပ်ဖြစ်ပြီးလူငယ်မျိုးဆက်တင်များအတွက်အတူယူပွဲစံပြကောင်းဆောင်တအုပ်လည်းဖြစ်ကြောင်းဥက္ကဋ္ဌကကွယ်လွန်သွားပြီဖြစ်တဲ့တောင်းကောင်းဆောင်ဥက္ကဋ္ဌ တာခွန်တောင်းတို့နဲ့အတူကချင်းလူလူနဲ့တောင်းလူလူများငြိမ်းချမ်းစွာအတူရှင်တွဲနေထိုင်ပြီးပူပေါင်းဆောင်ရွက်ပြီးဘဝတူမဟာမိတ်ဖြစ်အတွန့်ရှိကြစွာရည်တည်သွားဖို့အတွက်ဆောင်ရွက်ခဲ့သူတောင်းဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်1986ခုကချင်းနဲ့တောင်းအောင်တို့ထာဝရမဟာမိတ်ပြူဆောင်မှာ ဒါပြင်1986ခုကချင်နဲ့တောင်တို့ထာဝရမဟာမိတ်ပြုစာချုပ်မှာလက်မှတ်ရေးထိုးရမှာလေ။ကရင်ဝရဲ့အထွေထွေအတွင်းမှုအနေနဲ့သဘောတူလက်မှတ်ရေးထိုးခဲ့သူဖြစ်ကြောင်းသွန်လာပေးပို့ခဲ့ပါတယ်။ဥက္ကဋ္ဌရဲ့တော်လိုင်းဤပေါ်သစ္စာရှိမှု စွမ်းဆောင်မှုတည်ကြည်မှုတို့ကိုမိမိတို့မှာတန်ဖိုးထားဂုဏ်ယူကအစဉ်အောင်းမိတ်တရားနေမှာဖြစ်ပြီးဥက္ကဋ္ဌမှာအခုကဲ့သို့လူသားတိုင်းမလွန်ဆန်နိုင်တဲ့တမလွန်ခီးကိုစင်အာနာရှင်စနစ်အကောင်အစင်မချုပ်ငြိမ်းသိမ်းပြီးထွက်သွားတဲ့ပေါ်ဝန်နေရပါကြောင်း TNL ရဲ့သဝန်လာမှာပါရှိပါတယ်။ လက်ရှိမှာကရင်ဝင်းနဲ့ TNL ဘ ਹੁ စင်ခေါင်းဆောင်တွေကအခုနှစ်ဆန်းပိုင်းကရှမ်းမြောက်ဒေသမှာဖြစ်ပွားခဲ့တဲ့နေပြည်တော်ရာပြည်ထနာတချို့ပါဝင်အောက်ခြေတက်များအကြားပြည်ထနာများကိုဆွေးနွေးညှိနှိုင်းဖြေရှာနိုင်ဖို့တွေ့ဆုံဆွေးနွေးဖို့ပြင်ဆင်လျက်ရှိရလို့နှစ်ဖက်အဖွဲ့ကထုတ်ပြန်အတည်ပြုပါရယ်ကရင်ဝကရင်ရဲ့မဟာမိတ်ဖြစ်တယ်လို့လက်ရှိစစ်ကောင်စီကိုတိုက်ခိုက်နေတဲ့စစ်စင်ရေးများအတူဆင်နွှဲနေတဲ့မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF ကလည်းကရင်ဝဥက္ကဋ္ဌဟောင်းကွယ်လွန်မှုအပေါ်ဝန်ထမ်းကြောင့်သုံးလာပြီးဖို့ကရာစစ်အာဏာရှင်စနစ်အမြင့်ပြတ်ချိန်မုံရဲ့အတွက် ်လူဦးတော်လိုင်းကာလာမှာလူမျိုးပေါင်းစုံပြည်သူတရက်လုံးတိုက်ပွဲဝင်နေခြင်းအခုကဲ့သို့ကွယ်လွန်ဆုံးပါသွားလို့နှမျောတတစွာအလေးမြတ်ပြုကြောင်းဖော်ပြထားပါရယ် နောက်ထပ်တစ်ပုတ်အနည်းနဲ့ရှီကျင်းဖြင့်မင်းအောင်လိုင်းတွေ့ဆုံခဲ့မှုအပေါ်တုံသက်ချက်များဆိုတဲ့အကြောင်းတင်ဆက်ပေးပါမယ်။တရုတ်ရဲ့ရှုပ်သေးလို့အမည်တွင်နေတဲ့မင်းအောင်လိုင်းကမော်စကိုမှာရှီကျင်းဖြင့်နဲ့ရှာရှာပါပါတွေ့ခွင့်ရခဲ့စဉ်အတွင်နိုင်ငံအတွင်းရှိတရုတ်အကျိုးစီးပွားကိုဆန်းဆွမ်းတမန်ကာကွယ်ပေးသွားမယ်လို့ကတိပေးခဲ့ရှာပါတယ်။ဂျာတာပရင်းနီမှာတော့နှဒိုးကြီးမြို့နယ်အတွင်းရှိတရုတ်တန်းငွေပိုင်လိုင်းခွဲထုတ် Second Off Take Station တခုကိုစောင့်ကြံ့နေတဲ့စစ်ကောင်စီတပ်သား80ခန်းကဖြီသူကာကွယ်တပ်ဖွဲ့ရဲ့တိုက်ခိုက်လာမှုတွေကြောင့် Second ဆုံးကွာကကိုလွတ်ယုံထွက်ပြေးသွား ွားတယ်လို့ဖော်ပြထားပါတယ်။တရုတ်အစိုးရမီဒီယာတွေကလေးနှစ်အတွင်းပထမဆုံးချိန်တွေ့ဆုံခဲ့မှုလို့ဖော်ပြခဲ့ပြီးရှီချင်းပြင်ကတရုတ်ဝန်ထမ်းများဖွဲ့စည်းများပရောဂျက်များလုံခြုံမှုရှိကိုအာမခံပေးနိုင်ဖို့နဲ့နေဆက်ဖြတ်ကျော်ရာဇဝတ်မှုများတိုက်ဖြတ်ရေးကိုအရှိန်မြင့်လှုံ့ဆော်ပေးဖို့တိုက်တွန်းခဲ့တယ်လို့ဖော်ပြထားပါတယ်။ ဒီလိုထွေးဆောင်ခွင့်မှုပေါ်နိုင်ငံတကာရှိမြန်မာအရေးလိလသုံးသက်သူတွေရဲ့သုံးသက်ချက်တွေကို South China Morning Post မှာဖော်ပြထားတာကိုတင်ပြသွားမှာဖြစ်ပါတယ်။ Jason Tower American ငြိမ်းချမ်းရေး Institute ရှင်ချင်းပြင်က၄နှစ်ကျော်မတွေ့ပဲထားခဲ့ရမှာအခုကကြာရှုံးလာနေဖြစ်တဲ့ဆဲအုပ်စုကိုပို့ပြီးထောက်ခံအားပေးဖို့လိုအပ်လာတယ်လို့ယူဆလာတာကိုထုတ်ဖော်ပြသလိုက်တာဖြစ်ပါတယ်။ဒီလိုထွေးဆောင်နိုင်ဖို့ရုရှားဘက်ကလည်းနေရထိုင်ခင်းကအစာစီစဉ်ပေးခဲ့တာကိုကြည့်မယ်ဆိုရင်ရုရှားနဲ့တရုတ်ကမြန်မာအရေးပေါ်ပို့ပြီးနီးနီးကပ်ကပ်ညှိနှိုင်းလာမှုကိုပြဆိုနေပါတယ်။ တယ်။ဒါပေမဲ့ရှင်ကမင်းရောင်လိုင်းကိုလက်ခံတွေ့ဆုံခဲ့မှုကြောင့်မြန်မာနိုင်ငံအတွင်းတရုတ်ဆန့်ကျင်ရေးသဘောထားများပြင်းထန်လာခဲ့ရတာသာအဖက်တင်ခဲ့ပါတယ်။တရုတ်ရဲ့အပြင်းအထန်ဖိအားပေးမှုကြောင့်ကိုကန့်ဖွဲ့ကလာရှိုးကိုပြန်ပေးလိုက်ရတဲ့အထိဖြစ်ပေါ်ခဲ့မှုအပေါ်လည်းစိုးရိမ်မကင်းဖြစ်မှုတွေကြီးထွားလာခဲ့ပါတယ်။ဇက်တိုက်ဆိုသလိုအရှက်ရနေတဲ့မင်းရောင်လိုင်းဖို့အနေငယ်အသက်ရှူချောင်းသွားစေခဲ့ရတော့လေ၎င်းတို့အသက်ဆက်နိုင်ဖို့အတွက်တရုတ်ပေါ်ပို့ပြီးမိခိုလာရမှုတွေကြောင့်ပြပအကူပစံရိုးလိုတမုတ်ချင်းခံခဲ့ရတယ်လို့ဆိုပါတယ် ဇာကာရီအပူဇာဝါရှင်တန်အမျိုးသားစစ်ကောလိပ် ကင်မရာရှိမှအပြုံးများဝေစားနေတော့လဲနောက်ွယ်မှာတော့လုံမယ်ဆိုတဲ့ရွေးကောက်ပွဲအတွက်စစ်မြေပြင်မှာတိတိတသာတိုးတက်အောင်လုပ်ဖို့ပြောဆိုပွဲရှိပါတယ်။တရုတ်ကရွေးကောက်ပွဲကိုဆေယောစုရဲ့သွားနေရလမ်းကြောင်းမှာခွဲထွက်နိုင်မှုအဖြစ်ရှုမြင်ပါတယ်။ဒါကလည်း၎င်းတို့ဘယ်လိုမှအနိုင်ရတော့မှာမဟုတ်ဆိုတာကိုကောင်းစွာသိထားလို့ဖြစ်ပြီးနိုင်ငံရေးရာအဖြေရှာနိုင်ရေးဘက်လှည့်လာခြင်းဖြစ်ပါတယ်။အတိုက်ခံတွေဘက်ကအနိုင်ရသွားမှာဆိုတာကတရုတ်အတွက်ရှုပ်ထွေးလာနိုင်တဲ့ Federal Democracy နဲ့အထိထက်ပိုပြီးစိုးသွားနိုင်တာကရေရှည်လာမဲ့ပြည်ရင်းစစ်ကြီးဆိုတဲ့ NDA များ ရှိပါတယ်။ဒီအကြောင်းအရာတွေကြောင့်စေအုပ်စုအလွန်နိုင်ငံရေးမှာစစ်တပ်မှာအတိုင်းအတာတစ်ခုတည်းကိုစားပြုနိုင်မယ့်ပုံစံမျိုးသာအလိုရှိနေပါတယ်။ဘီဂျင်းကထွက်ပေါ်လာမယ့်အစိုးရပုံစံပေါ်တန်တရားရှိနေတော့လဲ၎င်းတို့အတီကတားနေတာကနေဆက်တီတာတည်ငြိမ်နေတဲ့၎င်းတို့အကျိုးစီးပွားကာကွယ်နိုင်ရေးပဲဖြစ်ပါတယ်။ကီလိုမီတာတစ်ထောင်ကျော်ရှိပြီးဒေါ်လာ15ဘီလီယံခန့်ကုန်ကြနိုင်မယ့်ကြောက်ဖြူစိတ်ကမ်းမှာမူဆယ်ဒီဖောက်လုပ်မယ့်စင်ကြံလမ်းမကြီးကတော်လိုင်းတပ်ပေါင်းစုရဲ့ထိန်းချုပ်နေမြများကိုဖျက်ဆီးသွားမှာဖြစ်ပြီးတိုးတက်မှုတစုံတရာရှိမလာတဲ့အပြင် ်မန္တလေးမှုစင်မြေထားလန်းကလည်းရပ်တန့်ထားပါတယ်မိုက်ကယ်ဂရိဘတ်တွဲဖက်ပါမောက်ကဒိမ့်မန့်အာဟုစ်တက်ကတူဘီဇင်းကအခုက အာရခတက်တော်မှာရခိုင်ပြည်နယ်တစ်ခုလုံးနီးပါးကိုထိန်းချုပ်ထားပြီးဖြစ်တဲ့အတွက်၎င်းတို့ရဲ့ရပ်ဝန်းနဲ့လမ်းစီမံကိန်းတွေအတွက်စိုးရိမ်မကင်းဖြစ်လာနေပါတယ်။နိုင်ငံရေးအစီအမံများကိုလည်းနိုင်နိုင်ချင်းချင်းနဲ့ဆက်ပြီးလှုပ်ဖို့တရုတ်သမ္မတမှမင်းအောင်လှိုင်ကိုပြောတယ်လို့လူသိရှင်ကြားထုတ်ပြန်လာခဲ့ခြင်းကပဲရွှေကပွဲမတိုင်မီအခြေအနေများပိုပြီးတည်ငြိမ်လာအောင်ပြုလုပ်တင်တယ်လို့ဆိုလိုခြင်းဖြစ်ပါတယ်။ဒီလိုမဟုတ်ရင်၎င်းတို့ထိန်းချုပ်ထားနိုင်တဲ့နေရာကွက်ကွက်လေးမှသာပြီးစလွဲလှုပ်သွားတော့မှာဖြစ်ပါတယ်။ ရှီချင်းဖြင့်ကမင်းယောင်လိုင်ကိုမြောက်ပိုင်းနှင့်အရှေ့မြောက်ဒေသရှိတိုင်းရင်းသားဖွင့်များနှင့်ပြည်လင်အောင်လှုပ်စေခြင်းတော်လဲမင်းယောင်လိုင်ဘက်ကမြည်တိုးမှမလိုက်ရောပဲဘုံများဇက်တိုင်ဆိုသလိုကျင်းနေတာကရှီမျောလင့်ထားတဲ့စင်ကျင်တုံတရားလက်ကင်ထားတဲ့ခေါင်းဆောင်မှုမျိုးဖြစ်မလာခဲ့လို့သတင်းစာမှာဖော်ပြထားပါတယ်။ မိမိအမြင်ကိုပြောရရင်ရှီချင်းပြင်ကငလင်တန်းခန်နီယာချိန်မှာပဲအချိန်ပေါင်းများစွာပေါင်းကျဲတိုက်ခိုက်နေတဲ့ဖြစ်ကိုသိနေလို့ချင်း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 လို့ဖို့လူသိရှင်ကြားပြောဆိုသွားခြင်းဖြင့်ဒီဖြစ်စဉ်တွေကမိမိတို့မျှပေးနေခြင်းမဟုတ်လို့ရှောင်လွှဲလိုက်ခြင်းသာဖြစ်ပါတယ်။မင်းအောင်လိုင်းဘက်ကလည်းရွှေကောက်ပွဲလို့ဖို့နဲ့တရုတ်တို့ဖြစ်စေခြင်းသလို၎င်းတို့အာနာတီမြင်နေဖို့ဒီနီလန်သာရှိတော့တယ်ဆိုပြီးအကြောင်းပြမှသာဖြစ်ပါတယ်။အဲ့ဒီအတွက်နဂိုရဲကပဲအာနာကတနက်ပြန်ဝထွက်လာတာကိုလက်ခံထားတဲ့တရုတ်အစိုးရကလည်းသဘောပေါက်စေဖို့အထူးတလဲပြောနေစရာမလို့တရုတ်အစိုးရ လိုလားတဲ့ငြိမ်းချမ်းရေးကစစ်ဘိုလ်ချုပ်များအုပ်ချုပ်ပြီးလူထုကလည်း anticipatory obedience ပုံစံမျိုးနဲ့ကျူးလွန်လာရေးပဲဖြစ်ပါတယ်ဥပမာအဖြစ်မြင့်ဆောင်လို့ကိစ္စမျိုးထပ်ပေါ်လာမှာကိုစိုးရင်စရာမရှိဒါပေမဲ့တရုတ်ကွန်မြူနစ်ခေါင်းဆောင်ကြီးကမင်းအောင်လိုင်ကိုလက်ခံတွေ့ဆုံပေးခဲ့မှုကိုအခွင့်အရေးတရားဖြစ်အသုံးချကာ၎င်းအနေနဲ့ပါပါနဲ့နဲ့ရှောင်ထွက်နိုင်ခွင့်ရသွားခဲ့ခြင်းပဲဖြစ်ပါတယ်ရှီချင်းဖြင့်ကနိုင်နိုင်ချင်းချင်းလှုပ်ဖို့ပြောပြီးမကြမီမှာပဲတပန်ရင်းမျိုးနဲ့တွင်ရှိစာတင်ချောင်းကိုပုံကျဲတိုက်ခိုက်ပြီးကလေးတငယ်နဲ့တာစင်ကန်တည်ဆုံသွားတဲ့သတင်းဆိုကြီးထွက်ပေါ်လာခဲ့ပါတယ်တရုတ်ဘက်ကမသက်သာလို့ရှင်ကုန်နှုတ်ပိတ်နေရတော့လဲ၎င်းတို့ဘက်မှစစ်လက်နက်များထောက်ပံ့ပေးနေတာကိုတက္က ဘာလုံးကတည်ထားလို့ဒေါသအမျက်ချောင်းချောင်းထွက်နေမှသာဖြစ်ပါတယ်ဒါအောင်တည်တဲ့မြန်အောင်လိုင်းတို့စေအောင်စုက၎င်းတို့လက်ဝယ်ရှိများပြားလာတဲ့ Facebook နဲ့ Telegram ကောင့်တွေကိုသုံးပြီးလောက်ကျန်ဖန်တီရဲ့သတင်းတွေဖြစ်တယ်လို့ဆိုပြီးလညာထုံလွှင့်ခြင်းမင်းသားမင်းသမီးတွေရဲ့ငွေစုငွေနာတွေရေးသားထားတဲ့သတင်းများနဲ့အာယုံလွှဲနိုင်ဖို့စီမံချက်တရအဖြစ်အမြန်အကောင့်ထဲပေါ်လာခဲ့ပါတယ်၎င်းတို့ရဲ့ post များ comment တွေကလည်းတူညီလူညီပါဖြစ်နေတယ်လို့ NUG ပြောခွင့်ရဦးနေဖုံးလက်ကပြောကြောင်းရေးသားထားတာကိုတင်ဆက်ပေးလိုက်ရပါရှင်